လုံးမဲမင်္ဂလာပါညီကိုတို့ညီကောင်းကြမှာချမ်းသာကြပါစေကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Betting တက္ကနညီကိုတို့အားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့ FIFA Club World Cup တွေမရှိဘူးဆိုတော့ကျွန်တော် Group Cup ရဲ့ Semi Final ပွဲစဉ်နဲ့ပွဲဖြစ်တဲ့ USA နဲ့ Guatemala Mexico နဲ့ Honduras ဆိုတဲ့ပွဲစဉ်နဲ့ပွဲချိုတောင်းတပေးချင်ပါတယ် USA ပွဲစဉ်ကတော့မြန်မာစံတော်ချိန်9:00ပွဲဖြစ်တယ်ပေါ့နော် Mexico ပွဲကတော့မြန်မာစံတော်ချိန်10:00ပွဲဖြစ်ပါတယ် USA နဲ့ကွတ်တီမာလာတို့ပွဲစဉ်မှာဖွင့်ထားတဲ့ body J ပေါ်တော့လက်ရှိကျွန်တော်ဒါဗီဒီယိုလုပ်နေတဲ့အချိန်ကထိုင်းစံတဲ့ညတနေလောက်ရှိနေပြီပေါ့နော်။အပေးထားတာတော့ American တဲ့အနေလုံး80နာနဲ့ကိုပေါင်းကြီး330နာဆိုမှပေးထားတာတွေ့ရတယ်။ဒါ American အသင်းဖြတ်ကျော်လာတဲ့အသင်းတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်ချွတ်ချွတ်ပေါင်းသူ၄ပွဲဆော့ထားတယ်ပေါ့နော်။အောက်စုပွဲစဉ်တက်မှာဆိုရင်တာတိုဘာကိုနဲ့တွေ့တယ်သူတို့5ဇီးနဲ့နိုင်တယ်အောက်စု နံပါတ်1ပေါ့နော်ဒါပွဲစဉ်နဲ့မှာဆိုရင်သူတို့ Saudi Arabia နဲ့တွေ့တယ်ပေါ့နော် Saudi Arabia နဲ့တွေ့တဲ့ချိန်မှာဒါ USA ကစားသမားတွေကိုကြီးလိုက်မယ်ဆိုရင်အဓိကနောက်တန်းမှာဆိုရင် Freeze ရှိမယ်ပြီးရင်အကျွန်တော်တို့က Freeman ရှိမယ် Richard ရှိမယ် Rim ရှိမယ် Upstand ရှိမယ်ပေါ့နော်ဒါတောင်းမှမှာတော်တော်ကောင်းတယ် Freeman နဲ့ Upstand အကွင်းလမှာဆိုရင် Torres ရှိမယ်တောင်းမှမှာဆို Maglin ရှိမယ်ပြီးရင် Tillman ပေါ့နော်ပြီးရင် Luna ူနာပြီးလို့ရှိရင်ကျွန်တော်အဂျီမန်ပေါ့နော်တိုက်ဆက်မှာဆိုရင်တော်တော်လေးကောင်းပါတယ်ဒီကစားသမားတွေပေါ့နော်ခြေစွမ်းပြပါတယ်ဒီတောင်မှာနော်တိုက်ဆက်ပေါ့ပေါ့နော်ဒီပွဲမှာကြီးလိုက်မယ်ဆိုလို့ရှိရင်ဆာဒီအာရေဗျာကတော့ပထမပိုင်းမှာတော့နတင်းလောင်းအလောက်ထိထိမ့်ပြီးစော့ကြတာတွေ့ရတယ်ပေါ့နော်ဒီပွဲစမှာဒုတိယပိုင်းရောက်တော့ကျွန်တော်ဒါအမေရိကန်တဲ့တိုက်ဆက်ခြေစွမ်းပို့ပြီးမှအော်ဗယ်လိုပြမလားပို့ပြီးမှပေါ့တင်တာပေါ့ဗျတင်ပြီးစော့တော့ကျွန်တော်ဒါ 63မိနစ်မှတအမေရိကန်တရနောက်တန်းကစားသမား Richard ကတွင်းသွားတယ်ဗောနော်ဒီဘက်မှာသူတို့နိုင်သွားတယ်ဒါပေမဲ့ခြေရှုံသွားခဲ့တယ်နောက်ထပ်တစ်ပွဲ Haiti နဲ့တွေ့တယ်ဗောနော် Haiti ဆိုတာကတော့ဒါကမ္ဘာအဆင့်သမားချက်အမေရိကန်တိုင်းအများကြီးနိုင်တယ်ဗောနော်83မှာရှိတယ်ဒီပွဲကိုကြည့်လိုက်မယ်ဆိုရင်အမေရိကန်အသင်းမှာဆိုရင်ကစားသမားတွေအများကြီးပြောင်းလဲလောက်ထားတယ်နောက်တန်းမှာအလောက်ထိမလောက်ထားဘူးတနင်္လာလောက်ထားတယ်ဗောနော် Tolkien ဆိုတဲ့ကစားသမားကပြောင်းလဲလောက်ထားတယ်ဗောနော်ဒါကျွန်တော် upstand နဲ့ဗောနော် ဝင်လဲမှာကျတော့အဒမ်ဘောနထလာအဒမ်ဒါကျွန်တော်ဘုံမောက်ကစားသမားပြီးနာဒီတောင်မှာတောင်မှာနောက်ဖက်မှာလည်းကျွန်တော်အပြောင်းလဲလုပ်ပြီးဆော့တယ်ဒီဘက်မှာတို့ US က2-1နဲ့9ပါတယ်အတိုင်းမှာချီရှုံးသွားခဲ့တယ်အခုတို့နောက်ဆုံးဆော့ခဲ့တဲ့ပွဲကတော့ဒါ quarter final ပွဲဆင်မှာဆိုရင် Costa Rica အတင်းနဲ့ပေါ့နော်ကိုကအရင်ဆုံးကျွန်တော်ပြောမှဆိုရင် Costa Rica အတင်းအရင်ဆုံး penalty ရရတယ်။ဒါဆန်နမနဲ့မှာပဲနော်။ကာလူကသူကဂိုးသွင်းသွားတယ်ပြီးလို့ရှိရင်ဒါကျွန်တော်တို့ 38မိနစ်မှာဗောနော်ပယ်နတီရတယ်ဗောနော်အမေရိကန်အတင်းတာဂိုးမဝင်ခဲ့ဘူးပြီး43မိနစ်မှာဒါလူနာချစ်ပါကူထဲတယ်ဗောနော်အာပြီးလို့ရှိရင်ကျွန်တော်48မိနစ်မှာဆိုရင်နောက်တန်ကစားသမားဗောနော်စတန်ကဒါအနိုင်ကူတွင်းခဲ့တယ်ဗောနော်57မိနစ်မှာဆိုရင်မာတီနက်စ်ကတူတူလောက်တယ်ဒီပွဲစဉ်ကဒါတူတူနဲ့ပြီးသွားတယ်ဒီမှာလည်းအမေရိကန်အတင်းကခြေရှုံးသွားခဲ့တယ်ဒါပယ်နတီအဆုံးဖြတ်တဲ့အမေရိကန်အတင်းနိုင်သွားခဲ့တယ်ဗောဗျာ အဲတစ်ဖက်ကကျွန်တော်ဒါကြည့်ရမယ်ဆိုရင်ကွာတီမာလာကိုကြည့်မယ်ဆိုရင်ကွာတီမာလာဆော့ထားတဲ့၄ဘွဲပေါ့နော်ပုတ်စုဘွဲစစ်မှာဆိုလို့ရှိရင်တော့ဂျာမေကာကိုကျွန်တော်နိုင်တယ်1-0နဲ့ပေါ့နော်တော့ကျွန်တော်ပနမားကိုရှုံးတယ်အဓိကတော့ပြောချင်တာကတော့ဒါကွာတီမာလာကျွန်တော်ဒါကနေဒါနဲ့ဆော့ခဲ့တဲ့ဘွဲကအကောင်းဆုံးသူတို့ဆော့ခဲ့တဲ့ဘွဲစဉ်တစ်ဘွဲလို့ပြောရမယ်ဆိုရင်လည်းတကယ်အချက်လက်တွေကိုကြည့်လိုက်မယ်ဆိုရင်ကနေဒါအတင်းကန်ဆိုးတယ်လို့ပြောရမယ် ပထမပိုင်းပြီးခံနေမှာသူတို့လူတယောက်ထုတ်ခံလိုက်ရတယ်ပထမပိုင်းမှာပေါ့နော်ကနေဒါအတင်းကတစ်ဖက်သက်ဆော့နေတာပေါ့နော်မိနစ်30မှာကျွန်တော်တန်ဒေးဗစ်ကပန်နတီရရတယ်ပေါ့ဗျာဒါကနေဒါအတင်းကအနီကနဲ့ကျွန်တော်ပထမပိုင်းမှာပဲလစ်သွားတယ်ဒုတိယပိုင်းလည်းဆာရောဒီမာလာပေါ့နော်ဒါကွာဒီမာလာအတင်းကတော်တော်လေးတူတို့တင်ပြီးဆော့တယ်ပြသူတို့ကစားပါပေါ့နော်တရေရအောင်လို့တရေတော့မဟုတ်အနိုင်ပေါ့ဗျာဒီမှာကျွန်တော်တို့အခွင့်အရေးကြီးကြီးမားမားတွေရတယ်ဘောပေါက်ကန်သွင်းမှုလည်း၈ချိန်ရှိခဲ့တယ်ပေါ့နော် တော်တော်လေးကောင်းခဲ့ပါတယ်ဒီပွဲမှာ1-1နဲ့ပြီးသွားခဲ့တယ်ပေါ့ပယ်နတီအဆုံးဖြတ်တဲ့ကန်တော့ကွာဒီမာလာအတင်တက်လာတယ်တကယ်ကြီးလိုက်မှဆိုရင်အမေရိကန်ထက်တွေ့တဲ့အတင်းတွေထက်ဆိုင်ဒီပေါ့နော်ဒါကွာဒီမာလာတွေ့ခဲ့တဲ့အတင်းတွေကဒါအတင်းကြီးဆိုလို့ဒါဂျာမေကာတင်းနဲ့ပါနားမတင်းနဲ့နှစ်တင်းလောက်ပဲရှိမှာပေါ့နော်ကျွန်တော်အတင်းတွေကတော့အတင်းကြီးဟုတ်ပေမဲ့လည်းကနေဒါအတင်းကတော့ကန်ဆိုးလွားတယ်လို့ပြောရမှာပေါ့နော်နှစ်တင်း head to head ကိုကျွန်တော်ကြီးလိုက်မှဆိုရင်အရင်တော့တွေ့ထားတယ်ပေါ့နော်ဒါ ရှစ်ကြိမ်ကိုကြည့်မယ်ဆိုရင်အမေရိကန်ခုနှစ်ကြိမ်နဲ့နှစ်ကြိမ်တည်းနဲ့တစ်ကြိမ်က quality မှာနိုင်ထားတာတွေ့ရတယ်ပေါ့နော်။ wise to us ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်အမေရိကန်နိုင်ကို22ပြားတရေကို90ဆခွဲ quality မှာလာအနိုင်ကို70ဆပေးထားတယ်ပေါ့နော်။ဒီပွဲစဉ်မှာဖွင့်ထားတဲ့တုံးလုံး30နိုင်တော့ကျွန်တော်လည်းဘောကျတယ်ဗျာ။ဒီပွဲမှာကျွန်တော်ဂူပေါင်းအပေါ်ကြိုက်ပါတယ်။တကယ်လို့ body ရိုက်ချင်တယ်ဆိုရင်တော့အမေရိကန်ကိုပပလေးရိုက်ကြည့်ပေါ့နော်။အမေရိကန်ကအင်ရှင်အသင်းနဲ့ဖြစ်နေတဲ့အတွက်ပေါ့နော်နှလုံး80နိုင်တော့များတော့များတယ်။ တကယ်လို့သူတို့တင်ပြီးဆော့မှဆိုရင်တော့မနိုင်ကြတော့အကြောင်းမရှိပါဘူးနောက်ထပ်တစ်ပွဲကတော့မက္ကဆီကိုနဲ့ဟွန်ဒူရက်စ်ကိုရဲ့ပွဲစဉ်ဖြစ်တဲ့ဒီပွဲစဉ်ဒီနေ့တင်းရဲ့ကမ္ဘာအဆင့်တမချက်ကတော့မက္ကဆီကိုအဆင့်7ခွန်ဟွန်ဒူရက်စ်က85ဖြစ်တယ်ပေါ့နော်ဒါမက္ကဆီကိုအတင်းဖြတ်ကျော်လာတဲ့ချိန်ရမှာဆိုလို့ရှိရင်သူတို့ဆော့ကြတဲ့၄ပွဲပေါ့နော်၄ပွဲမှာဆိုရင်၃ပွဲနိုင်တစ်ပွဲသေးပေါ့နော် Dominic Republic ကို3-2နဲ့နိုင်တယ် စူရီနမ်ကိုပြူးစီးနေနိုင်တယ်ပြီးရင်ကော့စတာရီကာကိုစီစီဆော့တယ်ဆာဒီအာရေဗျာကိုပြူးစီးဆော့ထားတာတွေ့ရတာပေါ့နော်ဒီနေရာမှာရှင်ကြည့်မယ်ဆိုလို့ရှိရင်ဘနာဒမက္ကဆီကိုအတင်းကတော်တော်လေးဒါတိုက်စစ်ကခံစစ်ကငြိမ်နေတာတော်တော်လေးတွေ့ရတယ်ပေါ့နော်သူဆော့ခဲ့တဲ့လေးဝဲကိုကြည့်လိုက်လေးဝဲမှာဆိုလို့ရှိရင်ဒါသူတို့ရထားတဲ့ဂူဆိုလို့ရှိရင်ဒါခုနှစ်ဂူရှိမှာပေးဂူကနှစ်ဂူတည်းပဲရှိတယ်ပေါ့နော် ဒါမှသူတွေးကြတဲ့နပွဲကတော့ဒါအတင်းသေးတယ်လို့ပြောမှာဆူရီနာမလို့ဒါကျွန်တော် Republic တို့ဆိုတာအတင်းသေးတယ်ပေါ့ဗျာတကယ်သူတွေးကြတဲ့အတင်းကြီးဆိုရင်ကော့စတာရီကာတင်းလာပဲရှိရပါတော့မက်ဆီကိုအတင်းမှာတော့ဦးဆောင်နေရတော့ဒါဖူလာမအတင်းတိုက်ဆွေးမှုဟီမီနက်စ်ပင် AC Milan တိုက်ဆွေးမှုပေါ့နော်ဂီမီနက်စ်ပေါ့နော်အဓိကပါပဲပင် West Ham United က Alvarez တို့ရှိမှာပေါ့ဗျာဒါအဓိကတော့ဒါအဓိကဒါ Premier League မှာစောင့်နေတဲ့ ကစားသမား၂ဦးရှိမယ်ပြီးရင်ကျွန်တော်တို့ကစီးရီးယံမှာဆော်တဲ့ကစားသမားတွေရှိမယ်ပေါ့ဗျာ performance ဘိုင်းကိုကြည့်မယ်ဆိုရင် minus ကတော်တော်လေးကောင်းပါတယ်ပြီးလို့ရှိရင် alvarez ကောင်းမယ်ဗျာ galado ရှိမယ် montes ရှိမယ် rae ရှိမယ် alvarado ရှိမယ်ဗျာတော်တော်ကောင်းပါတယ်ဒါကျွန်တော်ဒီပွဲမှာသူတို့ရထားတဲ့ ranking ကိုကြည့်မယ်ဆိုရင်ဒါ dominant republic နဲ့သူတို့7.9ဆိုမှသူတို့ရထားတယ်ပေါ့ဗျာဒီမှာတော်တော်လေး422 formation နဲ့ထွက်လာတာပေါ့နော် ဒီပွဲစဉ်မှာသူတို့နိုင်တော့နိုင်သွားတာချေရှုံးသွားတယ်ပေါ့ဗျာချေတော့ရှုံးသွားတယ်ပြီးရင်ဆူရီနာမ်နဲ့တွေ့တယ်ပေါ့နော်ဆူရီနာမ်နဲ့ပွဲစဉ်မှာလည်းဒါကျွန်တော်ပြောမှဆိုရင်ချေရှုံးနေဗျပြင်းရှိရတယ်ချေရှုံးပါတယ်မွန်တက်စ်ပဲတွေ့နာပါနှလုံးလုံး63နဲ့50ခွန်ပါပေါ့နော်ဒီပွဲမှာကြီးလိုက်မှဆိုရင်လည်းတိုက်ဆက်မှာဒါနဲ့နဲ့လေးအပြောင်းလဲလုပ်ထားတယ်ပြီးလို့ရှိရင်တောင်မှာမှဆိုရင်ဘီဂါရဲ့ရူးစ်ရဲ့အယ်ဗာရက်စ်ရဲ့ပေါ့နော် နောက်တန်းမှာတော့သူတို့ဆွဲနေကြတဲ့အတိုင်းပါပဲနည်းနည်းပပအပြောင်းလဲလုပ်ထားပါလေဒါမက္ဆီကိုမှာဆိုဂိုးသမားကောင်းတဲ့နောက်တန်းခိုင်းတယ်ပေါ့နော်ကော့စတာရီကာနဲ့တွေ့တယ်ကော့စတာရီကာနဲ့တွေ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ကဒါတော်တော်လေးသူတို့ထိန်း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 နဲ့ဆော့တာတွေ့ရတယ်ပေါ့နော်ကော့စတာရီကာလည်းအတင်းကောင်းသတင်းဆိုတော့ဗျာပထမပိုင်းမှာဆိုလို့ရှိရင်ဘောလုံးပိုစီရှင်ကြီးလိုက်မှာဆိုရင်အဲ့ဒီကော့စတာရီကာနဲ့ပွဲမှာဆိုရင်မက္ဆီကိုအတင်း68ရာခိုင်နှုန်းရှိတယ်ပေါ့နော် ဂိုဘော့ကန်နေမှု၈ကြိမ်ရှိတာတွေ့ရတယ်ဒုတိယပိုင်းရောက်တဲ့ချိန်ကျတော့လည်းဂိုဘော့ကန်နေမှု၅ကြိမ်ရှိတာတွေ့ရတယ်ဒါပေမဲ့အခွင့်အရေးကြီးကြီးမားမားရလာဆိုတော့တစ်ဖက်အသင်းကခံစစ်တာအကောင်တော့ဒါနဲ့တင်းလုံးစည်းစည်းနဲ့ပြီးသွားတယ်ပေါ့ဗျာဒါအဓိကပြောချင်တာကဒါဆာအုဒီအာရေဗျနဲ့တွေ့တဲ့ပွဲစဉ်မှာသူတို့ဒါကြေးအောင်သွားတယ်ပေါ့ဗျာကျန်တဲ့ပွဲစဉ်တွေ၃ပွဲလုံးကကြေးဆုံးထားတာဒီဆာအုဒီနဲ့ပွဲမှာကြေးအောင်သွားကြတာလည်းတွေ့ရတယ် ဒီအတင်းကကိုအများကြီးတွင်းမလို့ဘူးလို့ကျွန်တော်ထင်တယ်ဗျာနှလုံးလားတွင်းသူကရက်သွားတယ်တကယ်လို့သူအာနာနဲ့ထဲ့မယ်ဆိုအများကြီးထဲ့နိုင်တယ်ကိုကသူ့မှာကစားသမိုင်းအင်အားလည်းပိုကောင်းတယ်ဗျာဒါဆာဒီအာရေဗျာနဲ့ပွဲမှာဆိုရင်တော့မာဒူဘောနမာဒူဒါ80မိနစ်မှာ OG ကိုဖြစ်တယ်ပြင်ဖကဘောန45မိနစ်မှာထဲ့တာတွေ့ရတယ်ဒါမက္ကဆီကိုမှာတော့အဓိကသူတို့ရဲ့နောက်တန်းဘနာရူဂျိုရှိမယ်အယ်ဗာရက်ရှိမယ် ဒါပုံစံတစ်မျိုးနဲ့၄၃၃နဲ့ထွက်လာတယ်ဒီပွဲစက်မှာတော့တိုက်စစ်တင်တယ်ဗျာဒါပေမဲ့သူစီနေတော့နိုင်သွားပါတယ်ဒါမှကိုပေါင်းအပေါ်လုံးဝမဖြစ်ခဲ့ဘောနော်၃ပွဲစက်ကိုပေါင်းအောက်ထားတာလည်းတွေ့ရတယ်ဗျာမက္ဆီကိုအတင်းဟုတ်ကျွန်တော်ဒီဘက်ကဟွန်ဒူရက်စ်ကိုကြည့်လိုက်မှာဆိုဟွန်ဒူရက်စ်တက်လာတဲ့ဟုတ်ရှိပွဲ၃ပွဲကိုကြည့်မှာဆိုရင်ကနေဒါကိုစစ်စည်းနဲ့ရှုံးတယ်မနက်ပြီလို့ရှိရင်ကျွန်တော်ကူရာဆာကို2-1နဲ့နိုင်တယ် အဲစပါတို့ဗောနော်ဒီအတင်းကိုတူးစင်းနေနိုင်တယ်ဒါသူဒီနှစ်ပွဲလုံးဒီနှစ်ပွဲလုံးသူတို့အောက်ရှိပွဲမှာသူနှစ်ပွဲကြည့်အောင်တစ်ပွဲကြည့်သေးတယ်ဗောနော်ပြီးလို့ရှင်သူတို့ဒါကတားဖိုင်နယ်မှာပနားမှာအတင်းနဲ့တွေ့တယ်ဗောနော်ဒါပနတီအဆုံးဖြတ်နဲ့ဒါပနားမှာအတင်းပြုတ်သွားတာတွေ့ရတယ်ဗောနော်ဒီပွဲစဉ်မှာတော့အဓိကတော့ဒါ ဟိုလိုရစကိုကြည့်လိုက်မှာဆိုလို့ရှိရင်ဘုဒ္ဓမကို credit ပေးရမှာနော်ဘုဒ္ဓမတော်တော်လေးကောင်းတယ်ဒီနေ့တင်း head to head ကိုကြည့်မှာဆိုမက္ကဆီကိုနဲ့ဟိုလိုရစကဆယ်ကြိမ်တွေ့ထားတာဆိုရင်မက္ကဆီကိုက6ကြိမ်နိုင်တယ်3ကြိမ်ရဟိုလိုရစတကြိမ်ကတော့တည်ချထားတာလည်းတွေ့ရတာပေါ့နော်ဒါဟိုလိုရစအတင်းကလည်းဒါအမှန်ကန်ဆွဲလာမယ်ပေါ့နော် Y no tenga va a senta macha sobre que Mexico se con Honduras que con esa nga bo no. Da chan no atin ti lo me ya bu ta fa atin ga le kaung de. Da ma di point ma phwin tha de body ji a Mexico ta long con esa show. In tong long ku sa nai so ma phwin tha na tu ya de bo no. Ma di point de ma ro chan no Mexico body ne go ba a po chai ba de. Ba pi lo go ba a po pyo lai le so lo shin bo no. အဓိကကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ် second choice အနေနဲ့ကျွန်တော်မက္ကဆီကိုပေါ့နော်ဒါ USA နဲ့မက္ကဆီကိုတွေးဖို့ပဲများပါလေဒါမက္ကဆီကိုအသင်းနိုင်ဂျီယာတော့ပိုများတယ်ဒီချာလေးကြည့်လိုက်မယ်ဆိုရင်ကစားသမားအင်အလွန်ရအများကြီးกว่าနဲ့တွေ့ရတယ်ပေါ့နော်အချက်လက်တွေလည်းအများကြီးกว่าပါတယ်ဒီပွဲစဉ်မှာဘာဖြစ်လို့ကျွန်တော်မက္ကဆီကိုအသင်း5ဘောပြောရလဲဆိုမက္ကဆီကိုအသင်းကသူ short ထားတာနောက်ဆုံး39ဘောဖြစ်ထားတာလည်းတွေ့ရတယ်ဒီကြိမ်တော့5ဘောဖြစ်မလို့ထင်တယ်ဗျမက္ကဆီကိုအသင်းက5ဘောအပေါ်ချိုက်ပါတယ် ီကိုတော့အလုံးစင်ပြကြပါစေကျမချမ်းသာကြပါစေဗျာဘလုံးပွဲလည်းပေါ့ကြပါစေဘက်ကန်တဲ့ရင်ကန်ကြပါကျွန်တော်ပြောလိုက်တိုင်းလွဲနေတယ်ဗျာအကုန်ဘက်ကန်မိတာသူပွဲရမ်းလို့ဘက်ကန်သူခင်ဗျားတို့ညီကိုတို့အလုံးအဆင်ပြေပါလိမ့်မယ်လုံးကျေးဇူးတင်ပါတယ်ဗျာ